โอ้စိတ်ဝင်စားစရာပစ္စည်းလေးတွေကတော့အဆုံးအစုံပဲဒီနေ့မမဝိုင်ကစင်ကာပူနိုင်ငံရဲ့ tourist attraction နေရာလေးတွေကိုရှောက်လဲမှာပါ heritage တို့လေးပေါ့ပထမဆုံး little india ကိုရှောက်ပတ်ကြမယ်အိန္ဒိယနေဖွင့်ထားတဲ့ဆိုင်ကန်းကြီးကအများကြီးပဲနော်အဲ့ဒီမှာအိန္ဒိယပစ္စည်းလေးတွေကိုခင်းချင်းပြသထားတယ်ဒီနေရာစီးပစ္စည်းလေးကတော်တော်လေးအများောက်တယ်နော် ဒါလေးကတော့ Little India မှာရှိရဲ့နာမည်ကြီး Hindu ဘုရားကျောင်းလေးပါအဲ့ temple မှာလာရောက်စုတောင်းကြတဲ့သူတွေအများကြီးပဲအခုကတော့ Sudan Mosque ကိုသွားနေရပါဒါလေးကလည်း Singapore ရဲ့အထင်ကရလမ်းမလေးတစ်ခုပဲသွားတဲ့လမ်းတစ်လျှောက်မှာဒီလိုမျိုးပစ္စည်းလေးတွေရောင်းနေဆိုင်လေးတွေကအများကြီးပဲစိတ်ဝင်စားစရာလေးတွေ ချိုင်းနာတောင်ဘက်ရောက်တော့လေပတ်ကြည့်စရာလေးတွေကတော်တော်များတယ်စီဆိုင်ကန်းနေထဲမှာဒီလိုမျိုးချစ်စရာ တရုတ်ကျွေတဲ့ကြောက်စိမ့်နေအများကြီးပဲခင်းချင်းပြသထားတယ်။ချစ်စရာစင်ကာပူ gift shop ဆိုင်นี่လည်းတွေ့ခဲ့တယ်။အဲ့ဆိုင်မှာမလိုင်းရုံမွေးပွားရုပ်တွေချစ်စရာကောင်းတဲ့ blind box လေးတွေတော့ချိတ်ချိတ်နေတွေလည်းအများကြီးတွေ့ခဲ့တယ်။ မမဝိုင်းချိုင်းနာတောင်ကွန်ပလက်စ်တဲကိုလည်းဝင်ကြည့်ခဲ့သေးတယ်။အိုးစိတ်ဝင်စားစရာပစ္စည်းလေးတွေကတော့အဆုံအဆုံပဲ။အဲ့ဒီရှိမှာဗုဒ္ဓတူရီလစ်တెంပယ်ကိုလည်းရောက်ခဲ့သေးရဲ့။ ကျောက်စိမ်းလက်ပတ်နဲ့တရုတ်ပစ္စည်းလေးတွေအဆုံခင်းချင်းပြသထားရတဲ့မမဝိုင်တို့ရန်ကုန်ကချိုင်းနာတောင်းလို့ပဲနော်။ ဒီတရုတ်ဘုရားကျောင်းကတော့တန်ဟုခန်တမ်ပယ်ပါစင်ကာပူနိုင်ငံရဲ့တက်တန်းအရှိဆုံးနဲ့အထင်ကရအဖြစ်ဆုံးနေတရတခုပေါ့အဲ့ကိုလည်းရောက်ခဲ့သေးတယ်ไนน่าတောင်းထဲမှာဒီလိုမျိုး street act လေးတွေကိုတော်တော်များများတွေ့ရတယ်တိတိကျကျလေးနေရန်စီးရီးထားတာเนาะ ဒီနေ့လေပတ်တာတော်တော်ဆုံသွားပြီမမဝိုင်းဟိုတယ်ကိုပြန်တော့မယ်နောက်ဘလော့ဒီမှာလည်းပြန်လည်ဆုံတွေ့ကြမယ်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားတာကျေးဇူးပါတတ